ဘောချောင်းတပါဒီဝင်းနေမှာလာဆောင်မဲမဲနနာလိုချင်တာတွေကိုဝဲပြီးမင်းရမွေးနေမှာစတောင်းစကားလေးပြန်လွှင့်နေရေဒီဒီစီယဖင်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် အမတ်တရားနေ့အစီအစဉ်အားနေ့ဒီကနေ့မေလ9ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချင်းသူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုတ်လွှင့်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ မတရားနေ့အစီအစဉ်အားနေ့ပြမဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ကတာမျိုးကအန်တီဒိုခင်ဆိုရဲ့ဒီနေ့မှပြင်မြောက်တဲ့65နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်အန်တီဒိုကင်ဆိုးရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့မုံရွာမှနေတဲ့လှိုင်းလှိုင်းနှင်းကအပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ကတာမျိုးကအန်တီဒိုကင်ဆိုးရဲ့မွေးနေ့အတွက်ကို အမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆိုပြုပေးကြပါမယ်။ မင်္ဂလာရှိတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ပျော်ရွှင်စရာနေ့ရက်တွေကိုပဲအစဉ်ထောင်ရပိုင်ဆိုင်နိုင်ပြီးတော့ချေရတဲ့သူတွေနဲ့လေနောက်နေ့ပေါင်းများစွာထိနေထိုင်တော်နိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရရှင်။ အမတ်တရနေ့အစီအစဉ်အားနေဆက်လက်ပြီးတော့ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ကရင်ပြည်နယ်နော်ကလေးမြို့မှာနေတဲ့ကိုအောင်ကိုဦးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့32ပြည့်မွေးနေ့အတွက်ကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ကိုအောင်ကိုဦးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုဘာထူးဝပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။ ထမက်လို့ဆူတောင်းပေးခြင်းနဲ့မွေးနေရှင်ကတော့မြင်းကျက်မျိုးကဆရာမဒေါ်သိန်းတရာထရဲ့ဒီနေ့မှပြင်းပြတဲ့28နှစ်ပြည့်မွေးနေ့အတော်လေးကိုပါဝင်တောင်းဆိုလာတာဖြစ်ပါရယ်ဆရာမဒေါ်သိန်းတရာထရဲ့ဒီနေ့မှပြင်းပြတဲ့မွေးနေ့အတော်ကိုတော့ပြင်းဦးလွင်မှနေတဲ့မက်ခင်ဆိုထိုင်းနဲ့မတ်တော်တာချမ်းမြီတို့ကပါဝင်တောင်းဆိုလာတာဖြစ်ပါရယ် ထမမီတော့စူတောင်းပေးချင်တဲ့မွေးနေ့ရှင်ကတော့ရန်ကုန်မြို့ကချစ်မဝလေးရဲ့ဒီနေ့မှပြမြောက်တဲ့26နှစ်ပြည့်မွေးနေ့အကြော်လေးကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ရန်ကုန်မြို့ကချစ်မဝလေးရဲ့မွေးနေ့အကြော်ကိုရန်ကုန်မှာနေတဲ့သက်ဆိုင်သူကိုကိုကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။အမတရားနေ့အစီအစဉ်အားနေဒီတစ်ခါစူတောင်းပေးချင်တဲ့မွေးနေ့ရှင်ကတော့ ပကူးမနေတဲ့ညီမလေးနန်းဤဖြူရဲ့ဒီနေ့မှပြင်းပြောင်းတဲ့26နှစ်ပြည့်မွေးနေ့အတွက်လေးကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ်။ညီမလေးနန်းဤဖြူရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ပင်တရားမနေတဲ့အေးအေးခိုင်မိထီလာကဆန်းဆန်းမို့မတရားကနန်းစင်ထွေရန်ကုန်ကဆမ်းမြတ်သူမန္တလေးကနန်းဟေမန်အင်းတကောကမမယာမိုးကုတ်ကမနွန်းနွန်စီပကူးကဤတဲ့ရန်ကုန်ကမမိုးတီတာကျောင်းစေကစမမို့ နောင်ချိုကနီနီအေးကိုကျော်စိုးလီမတင်စာလီမအေးမိုလှိုင်လှိုင်ပတိကုံကအေးမိုမိုးထန်လိုင်းဝိုင်းချင်းမေသူချင်းပြင်းနေကမေလေးနှင်းမိုးပွင့်မတရာကတသက်မိုးဝက်လက်ကမိုးမမမြကြီးနာကကျူးကျူးရွှေဘိုကမိုးမြင့်သူမကွေးကငိမ့်စပေမိထီလာကနေထူးတဲ့နေကြီးတို့ကပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်ဒီနေ့မှဝင်နေပြင်းမြောက်ကြတဲ့ကင်းရင်ပြင်းတဲ့နှုတ်ကလေးမျိုးကကိုအောင်ကိုဦး မြင်းချက်မျိုးကဆရာမဒေါ်သိန်းတရာထံရန်ကုန်ကချင်းမွားလေးနဲ့ပဲခူးကနန်းဤဖြူတို့ရဲ့မွေးနေ့အတွက်ကိုအမတရားနဲ့အစီအစဉ်နေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရယ်ဒီနေ့မွေးနေ့လေးမှာပျော်ရွှင်ပါစေနိုးထလာတဲ့မနေ့ခင်းတိုင်းမှာတာယာပျော်ရွှင်အေးကြပါစေစိတ်သွားတိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့ရှင်တွေအားလုံးအတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါရယ်ရှင် ပါတ်2နဲ့အစီအစဉ်အားနေအခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့နောက်ချိုမျိုးကသမီးလေးတင်စာလင်းရဲ့ဒီနေ့မှပြင်းပြောက်တဲ့နှစ်နှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုလာတာဖြစ်ပါတယ်သမီးလေးတင်စာလင်းရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့နောက်ချိုမှနေတဲ့ဖေဖေဦးကျော်စိုးလင်းမေမေနီနီအေးအင်းတကောကမမယာဘကိုးကနန်းအီဖြူပင်တရာကအေးအေးခိုင် ချင်းပြည်နယ်ကမေလင်းနှင်းမိုးပွင်မိထီလာကနေထူးသင်းတဲ့နေကြီးတို့ကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်ရှင်ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့နောင်ချုံမျိုးကသမီးလေးတင်စာလင်းရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါတယ် Happy Birthday ပါမိမိလေးရေမိသားစုအပေါ်မှာလည်းတည်တက်နားလည်ပြီးတော့လှုပ်ကြွေးပြူနိုင်ပါစေအနာဂတ်မှာထုံလေးတောင်းပမဲ့ကျဲပွင့်လေးဖြစ်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးလိုက်ပါတယ်နော် အမတရားနေ့အစီအစဉ်အားနေ့မွေးနေ့ရှင်တွေအတွက်ပောင်ဝေတောင်းဆိုပေးထားတာတွေကို ထုံနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်ဝေတောင်းဆိုပေးထားတာတွေကိုထုံနေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ချစ်သူရဲ့နှစ်ပတ်လည် ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်ဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြင်ဦးလေးမှနေတဲ့သားသမီးတွေဖြစ်ကြတဲ့သားဒေါက်တာအောင်လွင်ဦးသမီးနှင်းရတနာဝေသမီးချောရတနာဝေတို့ပဲဖြစ်ပါတယ်သူတို့ကတော့ဖေဖေဒူးရခံဖို့မျိုးဝေနဲ့မေမေဒေါခင်ရတနာတို့ရဲ့ဒီနေ့မှပြင်းပြတဲ့28နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ် မင်္ဂလာစနီမောင်နိုင်အတွက်စကားလက်ဆောင်လေးရတော့ဖဖေနဲ့မိမေတဲ့အသက်ထက်ဆုံးပျော်ရွှင်စွာပေါင်းဖက်သွားနိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါတယ်ရှင်။အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့မိတိလာကညီမလေးစန်းစန်းမိုးပဲဖြစ်ပါတယ်။သူကတော့ပြင်းဦးနေတဲ့ဆရာဖန်ကဘုံရင်ညီညီအောင်နဲ့မက်ခင်ငိမ့်ချန်ဆိုလူရဲ့ဒီနေ့မှပြင်းပြောင်းတဲ့ခုနှစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပါဝင်တောင်းဆိုပေးထားပါရယ် မင်္ဂလာဇနီးမောင်နှံအတွက်စကားလက်ဆောင်လေးရတော့ထောင်ဝရရွှေလဲတွင်နိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါတယ်ရှင်ဒီနေ့မှနှစ်ပတ်နဲ့ပြင်မြောက်ကြတဲ့မင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လျာနဲ့စပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေကျုံလွန်သမျှအခဲခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြည့်ရှင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကို နေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးနဲ့တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ ။ပစိယဖွင့်ပရိသတ်တွေအလုံးကအမှတ်တရနဲ့အစည်းအဝေးမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုပေးကြတယ်ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ့7:00နာရီအတွင်းဖုန်းနှမ3933 6936 3936နဲ့3998993 9959တို့မှာ၃ရက်ကြိုတင်ပြီးတော့ပန်းဝေတောင်းဆိုပေးနိုင်ပါတယ်ရှင်။ နာစင်အားပေးခဲ့ကြတဲ့တစင် FM ပရိသတ်များအားလုံးပဲတောင်းရပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။